စော်လေးတပွေရာအလုပ်ကြိုးစားတဲ့ဘဲတပွေနဲ့အချစ်မပါပဲလက်ထက်ခဲ့ပြီးတော့ယောက်ျားလုပ်တဲ့သူကမိမောက်ကိုခယူးမဆိုင်တဲ့ပြင်တူဒီတော့သားလေးဟာယာတူကလည်းအမြဲတမ်းမိုင်တွေ့နေရမလို့အိမ်တော်ကြီးကိုစိတ်ကုန်နေပါတယ်တကယ်တော့ခီယာလဲလိုက်တဲ့မျက်နှာကစော်လေးရဲ့ယောက်ျားဖြစ်ပြီးတော့ခီယာအိမ်ဝင်ပြန်လာပြီးညစာပါရှိတယ်လို့မေးလိုက်တဲ့အချိန်မှာညစာဟိုမှာလို့စော်လေးကပြောလိုက်တာမို့လို့တော့ကြည့်လိုက်တော့အသင်စာခေါဆွဲဘူးကြီးဖြစ်နေပါတယ်စော်လေးကအလုပ်ကလွဲပြီးဘာမှမသိတဲ့ယောက်ျားကိုပညာပေးနေရပါ ခီးရားလည်းအမကန်နေချက်ပြုတ်နေပြီးတော့ယောက်ျားလုပ်တဲ့လူဟာဒီလိုတစ်ခါမှမလုပ်ဘူးအောင်လို့စော်လေးကအန်အောနေပါတယ်အဲဒီမှာဂျိုရာရိုလူစုဟာခီးရားအိမ်ကိုရောက်နေကြပြီးတော့မျက်နှာလဲဝါးတဲ့ခီးရားကိုရှာနိုင်မဲ့တဲလုံးစားတွေကိုရှာနေကြပါတယ်ဂျိုရာရိုကဓာတ်ပုံအဲဘန်ကိုရှာတွေ့လာပြီးတော့ခီးရားမွေးရဲ့အချိန်မှာမိဘတွေကအသက်ကြီးနေပြီဖြစ်ပြီးအခုချိန်မှာတော့သေသွားကြပါပြီခီးရားကဘွဲရပြီးကလေးကခါမဲယူမှာလုံးဝင်ခဲ့ပါတယ်ပြင်းမှုမှတ်တမ်းဆေးမှတ်တမ်းမိတ်ဆွေကြီးစားတယောက်မှမရှိတဲ့ပြင်ရခဲ့တဲ့စုတွေအားလုံးကလည်းတတိယနေရာရှိပဲမို့လို့ခီးရားဘယ်နေမှာထူးဆုံးလို့ထူးဆုံးမှန်းကိုမသိတော့ပါဘူးလူရှိသူရှိမထွက်တတ်ပဲနဲ့တိုးတိုးသေးသေးပဲနေတတ်တာမို့လို့အ ားသာချက်အားနည်းချက်တွေဖုံးကွယ်ထားတဲ့လူပါ။ဗီဒီယိုလာခဲ့တာဒီကောင်းမှာဝါသနာရပါရှိတာရှားခြင်းလို့ဝါသနာလားခုနကတော့ကျွန်တော် answer ထဲမှာ plane နဲ့ထည့်ထားရဘာကြီးလဲမသိဘူးတွေ့လိုက်ရဒီမှာကြည့်လေ plane နေအများကြီးပဲဘာကြီးလဲမသိဘူးအနက်လည်းတမျိုးကြီးပဲထူတော့ထူဆန်းနေဘာကြီးပါလိမ့် Joske ငါထင်တာတော့ဒါရီရဲ့လက်သေးကြီးထင်တယ်ဒါရီရခီယာတက်ခဲ့လူတွေရဲ့လက်သေးကြီးလို့ Joske ကထင်သွားပြီမှာတကယ်တော့15နှစ်လုံးလုံးစူရာခဲ့တဲ့ခီယာရဲ့လက်သေးတွေဖြစ်ပြီးလက်စဲကြောင်လုံးရဲ့လက်သေးရှိတွေကိုမှတ်တမ်းတင်ထားပါတယ်ခီယာဟာလူမသက်ခင်မှာဘေးရင်ကြည့်တယ်လို့လက်သေးတွေရဲ့အရှိကိုကြည့်ပြီးတော့လူသက်မှုအောင်မြင်နိုင်ရှိမှရှိကြည့်လေးရှိပြီးလက်သေးတွေဟာဒီနေ့အတွင်းမှာ မှာတော်တော်ကြီးကိုရှေ့နေရပါဒီလောက်ပြင်းစရာကောင်းတဲ့ကောင်းစီမှာဒီလိုဝါသနာမျိုးရှိနေတယ်အဲချိန်မှာကင်မရာကဂျိုစကေတို့ရိုက်သွားအောင်မလို့ခီရာပြင်ကြံဘာတယောက်ရှိနေလားလို့ဂျိုစကေကမေးနေပါတယ်ကြံဘာတော့မဖြစ်နိုင်ဘူးဒီကောင်ကဘသူ့မှာရုံမဲကောင်မဟုတ်ဘူးဂျိုစကေတို့ပြောနေတဲ့အချိန်မှာပဲဓာတ်ပုံထဲမှာပေါ်လာတာခီရာဖေးဖြစ်နေပြီးတော့ဘိုးတို့ကဓာတ်ပုံထဲမှာထိုင်နေမဲ့ပြင်မာတကယ်မရှိပဲဖြစ်နေပါတယ်ဒါဆိုရင်ဒီဘိုးတို့ကတဲလာဂျိုတော့ဆက်ရမီအကြောင်းကိုစဉ်းစားကြည့်ရင်တော့ဖြစ်နိုင်ပါတယ်တစုံတစ်ခုကြောင့်ဘွားမကူးနိုင်တာမျိုးပေါ့ဒီဘိုးတို့ရုပ်ကိုကြည့်ရငါတို့မလိုလားတဲ့ပုံပဲအဲချိန်မှာဖုန်းကြီးကအတန်းမီလာမလို့သူတို့ချောက်ဖို့စူးစမ်းနေရလားလို့ဂျိုစကေကမေးလိုက်တဲ့အချိန်မှာ ဘိုးတို့ကဂျိုးစကေကိုဖုန်းခွင့်နဲ့ကောက်ပေါက်လိုက်ပြီးတော့သူတို့ဒီရင်ကထွက်သွားလို့မရအောင်လုပ်မယ်ခီယာနောက်ကိုလိုက်တဲ့ကောင်လေးအကုန်လုံးကတေးရမယ်လို့ပြောနေပါတယ်။ဘာလို့ဖြစ်နေရလဲဂျိုးစကေဟဲ့လို့တေးရဖို့တော့ခင်ဗျားပါပါလေ။ဟမ် တရေဘိုးတော်ဟာဂျိုးစကေထင်းတို့ပုံးနေရမဟုတ်ဘဲနဲ့ဓာတ်ပုံညားနေဖုန်းလန်းခေါ်နေရပါရှစ်စရာကောင်းတဲ့သားလေးနောက်ကိုလိုက်တဲ့လူမှန်နေမြတေးရမယ်လို့ပြောရင်းနဲ့ဘိုးတော်ကထလာပါပြီတရေလေးကိုစတန်နဲ့တိုက်ခိုက်လို့ရတယ်လို့ကိုကြီးကပြောလိုက်ချိန်မှာဂျိုးစကေက crazy diamond နဲ့ဓာတ်ပုံဖြဲလိုက်တော့သူတို့ညောက်ကပြဲသွားပါတယ်ဓာတ်ပုံလို့ရငါတို့ကထီးရဟာမြဲမြဲပြဲဟီးလိုက်ဂျိုးစကေဂျိုးစကေကလည်း crazy diamond နဲ့ဓာတ်ပုံပြန်ဟီးလိုက်ချိန်မှာသူတို့ညောက်လည်းမာလကမဲ့ဘေးကနေလွတ်သွားပါတယ်အိုကူအဆူဒီတကောင်တော့မင်းလဲပဲဒီဘိုးတော်ဓာတ်ပုံညားနေဇန်းလိုနဲ့ဖဲလိုက်အိုကူအဆူကပြေးလိုက်ချိန်မှာပဒင်းပေါက်စီကိုချက်ချင်းရောက်သွားပြီးတော့တိုက်မိသွားပါတယ်ဘလို့ဖြစ်ပြီးတော့ငါကဒီပဒင်းပေါက်နောက်ချက်ချင်းရောက်လာ ာလေခိုးချီစမ်းကြီးတဲ့အချိန်မှာလက်ကအခန်းတစ်ဖက်ကိုချက်ချင်းယောက်သွားအောင်လို့ခိုးချီကလန်သွားပါတယ်ဒိုစကီကလည်း crazy diamond နဲ့ထိုးလိုက်ပြီမဲ့သူတို့ကြားမှာမမြင်ရတဲ့နံရံကြီးတစ်ခုရှိနေတာပါဘိုးတို့ကဓာတ်ပုံတွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိပြီးတော့ဒီတစ်ခါလုံးကိုဓာတ်ပုံရိုက်ထားပြီးဝင်လို့မရထွက်လို့မရဖြစ်အောင်လှုပ်ထားတာဖြစ်ပြီးတော့ဂျိုစကီတို့ကပါနေရမလို့ဓာတ်ပုံတစ်ခုလုံးရင်ဂျိုစကီတို့ပါထိပါပါဒါဆိုခင်ဗျားတို့ကဓာတ်ပုံနေပါပေါ့ဒါပေမဲ့ကျွန်တော်မျက်စိရှိမှအကုန်လုံးမြင်နေရပဲဘိုးတို့ကဥကွားစုကိုငတုံးလို့ပြောလိုက်ပြီးတော့ဂျိုစကီတို့ဓာတ်ကြီးနဲ့တက်ပြစ်တော့မှာပါခင်ဗျားရဲ့ဆောင်းရင်ကျန်းတဲ့ star plate တွေနဲ့တစ်ခုလုံးပါအောင်ဂျိုတောက်ဆက်အားတော့လက်လျှော့လိုက်ပြီဂျိုစကီ ဟမ်ဓာတ်ပုံလို့ရငါတို့ပြန်ထီမှာဆိုတော့ Star Blade ဒီတန်းနဲ့ချိန်ရက်လဲဘာမှမထူဘာမှမလုပ်လို့မရရင်ဘာမှမလုပ်တော့အဲ့ဒီမှာဘိုးတို့က Joske တို့ဓာတ်ပုံနေရာနဲ့ခေါင်းဖြတ်လိုက်ပြီးတော့ဓာတ်ကြီးကပြင်မာနဲ့တကယ်ပြန်လာပြီးထီလို့မရအောင်လို့ဂျိုးတော်ဆိုင်ကဲပါအောင်လို့ Joske ကအော်နေရပါကြောက်ပါနဲ့ Joske ကဘိုးတို့ကဓာတ်ပုံထဲမှာနေရဆိုတော့ဘိုးတို့တယောက်တည်းဦးပဲဓာတ်ပုံကွဲရိုက်ပြီးတော့တယောက်တည်းဖြစ်အောင်ထုတ်သွားလိုက်တော့မပြီးဘူးလားဓာတ်ကြီးကရက်သွားအောင်လို့ Joske ကကက်တီးလေးလွတ်သွားပြီးတော့ဘိုးတို့ကဓာတ်ပုံထဲမှာပိတ်ပြီးသွားပါ Joske ဘိုးတို့တခုခုပြောလိုက်လမ်းနာလေးတခုခုခုနအကြောင်းရယ်ဆောင်တာရီးတော့မကြောက်ဘူးဘိုးတို့ဘိုးတို့ကဓာတ်ပုံနဲ့ပြေးဖို့လုံးနေပြီးတော့ကင်မရာကိုထိလိုက်တဲ့အချိန်မှာ Star Blade ဒီကနေကြီးက လာပါတယ်။ဒီအန်းဆိုရင်အိမ်ထဲမှာဘိုးတော်တို့ရှာမတွေ့စေချင်တဲ့တခုရှိရမယ်လို့ဂျိုရာတို့ကပြောလာပြီးတော့ဓမ္မုံအောင်တိတ်နဲ့ပတ်ပြီးတော့နန်းမှာတန်မိုးနဲ့ရိုက်ထားလိုက်ပါတယ်။ခူချီနဲ့အခုဟာဆိုတာဒီခန်းကိုရှာကြဂျိုစကီကငါးနဲ့လိုက်ခဲ့။အဲ့ရောင်ရှာတွေ့သွားရင်ခီယောကာဝေနာတော့မဟုတ်ဘူးလို့ဘိုးတော်ကပြောနေချိန်မှာဂျိုစကီကတစ်တားရီတလုံးတွေ့သွားပါတယ်။အဲ့ချိန်မှာဘိုးတော်ကတက်စုကြက်တယ်လို့ပြောနေပြီးတော့အပေါလေးတစ်ပါးတော့ဖောက်ခိုင်းနေပါတယ်။ဟမ်တကယ်ကြီးလား မဟုတ်ပါဘူးခိုးကြီးကအဲ့ဘိုးတော့လိမ့်နေရခင်ဗျာအဲ့တော့အပေါက်လိုချင်နေတော့ကျွန်တော်တန်မိုလေးရိုက်ပြီးတော့နောက်ထပ်ပေါက်တွေဖောက်ပေးလိုက်မယ်ဘလို့လဲအသက်ရှူချက်သေးလားအဲ့ချိန်မှာဘိုးတော့အိုကူဝါစုရဲ့တန်မိုလေးခြေထူးကြောင့်ထွက်ဖို့နီလဲရှာတွေ့သွားပြီလို့ပြောပြီးတော့အတန်သိတော့မလို့အိုကူဝါစုနဲ့ခိုးကြီးကစိတ်ပူသွားပါတယ်ဂျိုဒါတို့ရောက်လာတဲ့ချိန်မှာအိုကူဝါစုကဓာတ်ပုံဖွင့်စီလိုက်ပြီးတော့ဓာတ်ပုံညာနေဂျိုးချောင်းထွက်လာပြီးဘိုးတော့တကယ်တော့အိုကူဝါစုကိုဓာတ်ပုံဖွင့်စီအောင်လဲစားလိုက်တာပါလေးနဲ့များနောက်ထပ်နှစ်စုံရှိနေအောင်ဂျိုးစကေးကတီးလိုက်ရတဲ့ချိန်မှာဘိုးတော့ရောက်လာပြီးတော့အများကြီးယူသွားပါတယ်ဒီများခီတော်ခေလာကွင်းရောက်လှုပ်ပေးခဲ့တာဖြစ်ပြီးတော့ဘိုးတော့ငှက်နှက်ကောင်နဲ့ထွက်ပြေးသွားပါတယ်ဂျိုးစကေးကခို ဝေးရှိကို echo at 1နဲ့လိုက်ခိုင်းပေမဲ့ဘိုးတို့ကတာဝေးသွားပါပြီကျွန်တော်အသုံးမချလို့ဒီဘိုးတို့ကလွတ်သွားတာပါဟုတ်ဘူးအခုကဆိုငါတို့ကဒီသားဖားရဲ့ရှင်သန်ခြေစိတ်ကို short တ်မိလိုက်တာပဲအခုမှပဲရှင်းရှင်းလင်းလင်းသိသွားတော့ဒီကဘလို့လို့ chain တို့လေးအတွင်းမှာဒီလောက်များတဲ့ now light stand ဥစားတွေကိုရခဲ့ရလဲဆိုတာဒေးနဲ့များတစုံတစ်ပူရှိနေပြီးတော့ကဘာနဲ့မှ stand ဥစားတွေကိုဖန်တီးခဲ့ရပဲဘိုးတို့ကသားလေးဘယ်ရောက်နေမှမသိရင်မဲသားလေးကိုကာဝယ်ဖို့ဂျိုရာတို့အတွက် enemy stand ဥစားတွေဖန်တီးရမယ်လို့ပြောနေပါတယ်ခီရာဆော်လေးကိုညစာစားဖို့ပြင်ဆင်ပေးလိုက်ပြီးတော့လက်သေးထိုင်ညက်နေရမလို့မနေ့ကမှညှက်ထားတာမဟုတ်ဘူးလားလို့ဆော်လေးကမေးလိုက်ပြီးခီရာချက်ထားတာကို စားကြည့်လိုက်တဲ့အချိန်မှာတော်တော်ကြီးကိုကောင်းနေပါတယ်အဲ့လိုနဲ့နောက်နေ့မနေ့ကိုရောက်သွားပြီးခီရာညာရောကဗရင်မောက်ကိုပိတ်ခဲ့ရမလို့ဆောင်းလေးမွေးတဲ့အကြောင်းလေးကတညာလုံးအိမ်ထဲဝင်လို့မရဖြစ်နေရပါဗရင်မောက်ကိုမပိတ်နဲ့လို့ပြောရတာကိုဘာလို့ပိတ်ခဲ့ရလဲလို့ရေချိုးနေတဲ့ခီရာကိုဆောင်းလေးကမေးနေတဲ့အချိန်မှာကြောင်ကခီရာကိုမနစ်သက်တဲ့ပြုတ်မှုတွေပြောနေပါတယ်ခီရာကလည်းတောင်းဝန်ပါတယ်နောက်မဖြစ်စေရပါဘူးလို့ပြောလိုက်ပြီးတော့ယောက်ျားစီရနေတခါမှမကြဘူးတဲ့စကားတွေကြားနေရမလို့ဆောင်းလေးကစဉ်းစားအခန့်နေပါပြီအဲ့ချိန်မှာအင်ရှင်ရောက်လာပြီးတော့အိမ်လာကတောင်းနေရမလို့မိကန်တစ်တာတဲ့ကပတ်စံသွားပြီးပေးလိုက်လို့ဆောင်းလေးကခီရာကိုပြောနေရင်ခီရာကမိကန်တစ်တာနံပါတ်ကိုမသိပါဘူးတောင်းဝန်ပါတယ်ပတ်စံလုံး လောက်မရှိသေးလို့ပါလို့ခီရာကပြောလိုက်ပြီးတော့အဲ့ဆိုပါလို့အိမ်ကားလဲလို့အင်ရှင်ကပြန်ပြောနေတဲ့အချိန်မှာခေလာခွင်းကပေါ်လာပြီးတော့လော်ဂျီကိုဖြုတ်လိုက်ပါတယ်။နားလည်မှုလွဲကုန်ပြီထင်တယ်။ပတ်စံမလောက်ဘူးဆိုတော့၅သိန်းလောက်ပဲရှိတာကိုပြောရပါအရှင်လားဒီလားနဲ့နောက်ထပ်၂လစာပါပေးလိုက်မယ်ဗျာဘလို့လဲအဆင်ပြေလား။အင်ရှင်ကဝမ်းသာအားနဲ့ပြန်သွားတဲ့အချိန်မှာဘလို့လုံးလိုက်မယ်မသိမယ်။အင်ရှင်စီကနေပတ်စံခိုးလိုက်တာမလားလို့စော်လေးကခီရာကိုမေးနေပါတယ်။ပုံမှန်ဆိုရင်ဒါမျိုးကမကောင်းတဲ့လုပ်ရဖြစ်ရင်ပဲယောက်ျားရဲ့ထူးဆန်းတဲ့ပြုမှုတွေကြောင့်စော်လေးကနှစ်ပေါင်းများစွာပြင်းထန်ကောင်းတဲ့ယောက်ျားလိုမြင်နေရတာနဲ့ချစ်တဲ့စိတ်တွေပေါ်လာပါတယ်။အဲ့လိုနဲ့ episode 25ကဒီမှာပဲပြီးသွားပါတယ်။ကြီးစုအားဖြင့်ကျေးဇူး အပရိုတွေနောက်တဲ့ episode တွေမှာတော့ဂျိုရာရိုလူစုဟာခီရာရဲ့ဖန်တီးထားတဲ့စတန်ဟူစာကြီးအများကြီးနဲ့ရင်ဆိုင်ရတော့မှာပါ။